လက်ရှိအတူအရောင်ရွေးကောက်ပွဲကိုကဘာကလက်မခံလို့လက်ခံလာဖို့အတွက်အတူအရောင်လှုပ်ပြတဲ့ပွဲလုပ်တာထောင်တဲကအချင်းကြခံတဲ့နိုင်ငံရေးအကျဉ်းသားတချို့လွတ်တယ်ဆိုပြီးတော့တကယ်တော့နိုင်ငံရေးအကျဉ်းသားအားလုံးက2000နီးပါးလောက်ရှိသေးတယ်အဲ့ဒါတွေအားလုံးပေါက်ပန်း40တိတ်ပြီးတည့်ရပုံမှန်တွေနဲ့ဆွဲထားပြီးတော့နိုင်ငံရေးအကျဉ်းသားတို့နာမည်မတက်ပေးထားဘူးစလုပ်သေးကဒီကောင်တွေကအကွက်နဲ့အဲ့တော့စဖမ်းတဲ့ကမတရားဖမ်းပြီးတော့ထောင်ချတဲ့ကောင်တွေ အခုပြန်လှုပ်ပေးတာကိုဂျေဇူးတင်တယ်လို့တချို့တလေပြောနေကြမှာကတော့ပါလီးမှဂျေဇူးမတင်နိုင်ဘူးတိလားစဖမ်းနေရမတရားဖမ်းသွားတာအဲ့ဒီမတရားဖမ်းသွားပြီးလှုပ်ပေးတာကိုဂျေဇူးတင်ရမယ်ဆိုရင်တော့မင်းတို့ဖင်လာခံလိုက်ကြပြီတော့နော်တလားတော့စောက်မှမချိကြရင်တော့နေကြဂျေဇူးတင်စရာမရှိဘူးအဲ့လွတ်လာတဲ့ဟာကိုကျွန်တော်ဝမ်းတာပဲယောက်ပဲလွတ်လာလွတ်လာနှစ်ယောက်ပဲလွတ်လာလွတ်လာဒီအကျံဖက်တွေလက်ထက်ကလေမင်းတစားခံပြီးတော့လူတစ်ယောက်လွတ်လာရင်လည်းဒါဟာဝမ်းတာစရာပဲ နော်ဒီလိုအကျန်းဖက်ကောင်ကချုပ်ပြီးတော့လက်ဘင်းဓာတ်ထောက်ပြီးတော့နော်သူစိတ်ပြောင်းလို့ဟုတ်တယ်မလားဒါမှမဟုတ်ရှင်သူ့ကိုပြစ်တတ်ဖို့ဘေးကနေအကောင်ချိန်ထားလို့ဘလို့မှလှုပ်လို့မရတော့လို့ရော့အင်းငါလှုပ်ပေးလိုက်ပါတယ်လို့တာအဲ့ဒီအကျန်းဖက်ကောင်ကျေးဇူးတင်ရမှာလားကျေးဇူးတင်ရမှာလားအဲ့ဒါပဲမဟုတ်လက်တွေ့ချက်ချက်ပြောကြပါဆိုကြပါနော်အခုနောက်ပိုင်းမှာဘလို့ဖြစ်လာဆိုတော့ TikTok ဟာလေလက်ရှိပြည်တွင်းမှာက Facebook က VPN ခံတုံးရတယ်နေမယ် အဲ့တော့ Facebook တုံးတဲ့လူတွေကို TikTok ဘက်ကိုပြောင်းတုံးတဲ့လူတွေပုံများလာတယ်။လက်ရှိကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေကိုကျွန်တော် TikTok မှာတင်ခဲ့တယ်။ YouTube ကနေပြန်ပြန်ယူပြီးတင်ကြတယ်။အမှအတန်နေမြန်ပြီးတင်တဲ့ကောင်နဲ့သူတို့ copyright ညှိမှဆိုလို့နောက်တစ်ချို့တွေကောင်တွေကစီးကမ်းမရှိဘူးဟိုလူတယောက်ကိုကိုဗီဒီယိုဖိုင်ကိုကိုပြန်ကြည့်အောင်ဆဲချင်စိတ်ပေါအောင်အတန်ကိုမြန်ထားတယ်နော်ဟိုစဉ်းစားကြည့်ပေါ့ကျွန်တော်ဗီဒီယိုဖိုင်ကိုကျွန်တော်ပြန်ကြည့်အောင်ကျွန်တော်ဆဲချင်စိတ်ပေါပါတယ်ဆိုမှအဲ့တော့အဲ့လိုပြအောင်လေးရှောက်တင်အဲ့ဒီအောက်တွေမှာလေး အကောင့်အတုကောအကောင့်အစ်စ်ကောအလုံးအရင်းနဲ့ကိုလိုက်မှတ်တယ်ဆိုသူတို့ဘက်အကောင့်တွေကမြို့မြို့ပြဒေတာမှာအခုမြို့ပြ UG တွေအင်အားကိုလျှော့ထားတဲ့အတွက်သူတို့တွေဟမ်မြို့မှာနေတဲ့ကောင်စောက်ကူးမဆိုင်ဘူး PDF စိုးမိုးထားတဲ့ဒေတာမဟုတ်ရင်သူတို့စောက်ကူးမဆိုင်ဘူးဝင်ပြီးတော့ပြောရဲတဲ့ဆိုရဲတဲ့ကိုဘက်ကအကောင့်တွေတယောက်လောက်တင်လိုက်ကြည့်နော်ဘာလုပ်လဲအာ profile နဲ့ဘက်ပုံနဲ့တော့ကွာ Telegram channel တွေရဲ့တင်ပြီးတော့တွားဖန်းတွားဒုက္ခပေးတာအဲ့ဒီပုံစံမျိုးလုပ်နေတာနော်အခုဒီမှာ၅မင်းဆိုရင် ငါမင်းဆိုရင်ထောင်ကလွတ်လာကြည်ဝါဘာပြောလဲဆိုတာနော်ဟာဟုတ်ကဲ့ခြေလောက်သာဆုံးညမများခင်ဗျာကျွန်တော်ငါမင်းဆွေဒါຫນွေမာ29နှစ်မနေ့ကအင်းစိန်အချင်းတော်ပြန်လွတ်လာပါခင်ဗျာဟုတ်ကဲ့ရှမ်းမကြီးကောင်းပါလေပိန်တော့ပိန်သွားတယ်ဗျာနော်အဲအထဲမှာကျွန်တော်ကတနေ့ကို၄နာရီပေါ့နော်၄နာရီတော့လမ်း၆ပဲဗျ၄နာရီတော့လမ်း၆လဲဆိုတနေ့ကို၁၂မိုင် တော့လမ်းလျှောက်တယ်ဗျเนาะတနေ့ဆက်နံမဲတော့လမ်းလျှောက်တယ်ဆိုတော့အဲပိတ်နေဟုတ်ကဲ့ဟိုလမ်းများများလျှောက်လို့ပိတ်နေเนาะအစားလည်းစားတယ်လမ်းလည်းလျှောက်တယ်အဲ့တော့ weight ကျတော့တော့ဗျာထောင်ထဲဝင်တော့145ပေါင်အခုထောင်ကထွက်လာတော့145ပေါင်မရှိတယ်ဗျเนาะပေါင်40လောက်ကျတော့လေကျမကြီးကတော့ဟိုအသက်70နှစ်70နှစ်ကဟိုလူငယ်လေးလိုဟာခလေးလေးလိုတောင်တောင်မီပြန်ဖြစ်သွားတယ်ဗျာเนาะဖြ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 တော့အဲ့ဟိုကတောင်တောင်မီတဲ့ကြည့်ပါဦးကွာကြည့်ပါဦးเนาะ အဲ့တော့ငါမင်းဆွေတို့ကိုပြန်နှုတ်ပေးရဆိုတော့ပြန်ပြန်နှုတ်ပေးလိုက်တယ်သူတို့အတွက်ဘာမှထိခိုက်အောင်လုပ်နိုင်သမှမရှိဘူးလေရှင်းရှင်းပြောရရင်တော့ဟိုကျွန်တော်နိုင်ငံမှာလေနိုင်ငံရေးဓမ္မဆိုတဲ့ဂုံပုတ်ကိုခံပြီးတော့လေတို့လိုင်းလုံးလိုက်စည်းနေတဲ့ဟာမျိုးတွေတပုံကြီးအခုငါမင်းဆွေတို့ဟာမျိုးเนาะဒါနိုင်ငံရေးမှာဆိုစီနီယာစီနီယာကြီးတွေပြောလို့ရတယ်တမတန်ဖို့နတ်တီတို့အတန်ဖို့ဒီတိုင်းပြည်အတွက်ငါမင်းဆွေဘာလို့စောင့်နိုင်လဲ ဘယံမနာမေးမယားတွေထွက်ပြောနေတာဖက်ရှိတယ်ဒါပေမဲ့တော့မလုပ်နဲ့ဟမ်မင်းတို့တဲ့စီနီယာရှိတယ်နိုင်ငံရေးသမားကြီးဟမ်အဲ့ဒီမို့အဲ့တော့မြန်မာပြည်မှာကအလေးထားရှိတယ်ဗျခင်ဗျားတို့နိုင်ငံရေးကိုပြောလိုက်မင်းတို့ကမနေ့တနေ့ကမှနိုင်ငံရေးတွေဝင်လာတာမဲဟမ်အဲ့လိုလူတွေအများကြီးငါတို့ကဘယ်ချိန်လေးကလှုပ်လာဟုတ်ကျွန်တော်တို့ရဲ့နိုင်ငံအတွက်နိုင်ငံရေးဆိုတာဘာလဲနိုင်ငံအတွက်အလုပ်လုပ်တာမဟုတ်ဘူးလားနိုင်ငံအတွက်အလုပ်လုပ်တဲ့နေရာမှာ အချိန်ကြာမြင့်ဆိုဟိုးအရင်ကလှုပ်လာတဲ့ဟာလူနဲ့အခုမှလှုပ်တဲ့လူနဲ့တန်ဖို့အဲ့လိုပိုင်းဖြတ်လို့ရလားဒီနေ့မှလှုပ်တဲ့လူတယောက်ဟာလေတသက်လုံးနိုင်ငံကြီးလှုပ်မလို့ဒါပေမဲ့ဒီနေ့မှထားလှုပ်တဲ့လူတယောက်ကလေသူ့ရဲ့အစွမ်းစားကြောင့်နိုင်ငံအတွက်အကျိုးရှိလို့ရှိရင်သူဟာလေတန်ဖို့ရှိတဲ့နိုင်ငံအရေးလှုပ်တဲ့လူတယောက်မဟုတ်ဘူးလားဒါပေမဲ့ဒီနေ့မှကျွန်တော်နှစ်ခုတော့ခွဲခြားတိဖို့လိုတယ်နိုင်ငံအရေးနဲ့နိုင်ငံရေးနိုင်ငံရေးသမားတွေဆိုတာကနိုင်ငံကိုကောင်းတာမကောင်းတာ ဆိုရဲဓမ္မလမ်းကြောင်းကနေကြည့်တာမဟုတ်ဘူးလိန်ခောက်ခွေလိန်ခွေပတ်ပြီးတော့ကလိန်ကကြစ်ပြောမဟုတ်ကဟုတ်ကပြောခွေခောက်ပြီးတော့အဲအဲ့ဒါနိုင်ငံရေးဓမ္မနော်ကျွန်တော်တို့ရှင်းတယ်အခုကျွန်တော်တို့တာမန်ပြည်သူနိုင်ငံအရေးကိုကျွန်တော်တို့နိုင်တဲ့နေရာလုပ်တယ်နိုင်ငံရေးဓမ္မမဟုတ်ဘူးနော်အာမင်းတို့ကနိုင်ငံရေးနားမလဲတော့လာမပြောနဲ့နော်မင်းတို့နိုင်ငံရေးဆိုတော့ကလိန်ကကြစ်ငါတို့နားနားမလဲကြည့်တိလာငါတို့လောက်တာဒီနိုင်ငံအရေးအတွက်လောက်မှာအဲ့တော့ငါတို့ကဘယ်အခြေအနေကျွန်တော်ဟို လက်နက်ကင်အဖွဲ့တွေကဘယ်လူမျိုးလဲတော့ကျွန်တော်မပြောတော့ပါဘူးနော်တခါကျွန်တော်နဲ့ညီတော့ပြောဘူးတယ်ညောင်နဲ့မင်းတို့ကတဲ့မင်းတို့ရဲ့မှာလက်နက်ကင်လာတယ်မင်းတို့ PDF တွေရတယ်ငါတို့ကတဲ့နှစ်ပေါင်း60တဲ့လက်နက်ကင်တိုက်လာတယ်ကျွန်တော်တူမျက်နှာကိုစစ်စစ်ကြည့်ပြောတူတူလို့လူကြားထဲမပြောနဲ့အဲ့ဒါရှက်စရာကြီးလို့နှစ်ပေါင်း60စောက်သုံးမကြတော့မအောင်မြင်တာလေဟုတ်တယ်မလားငါအချင်းကြတာကတန်ဖိုးလားလုံနိုင်စွမ်းကတန်ဖိုးလား နော်ဒီလိုပြောလို့ကျွန်တော်နှစ်ပေါင်း60တိုင်းနဲ့လက်နက်ကင်တော့စော်ကားမဟုတ်ဘူးနော်ဥပမာပြောပြတာဟုတ်တယ်မလားအစ္စရေးကဂါဇာကမ်းမြောင်နှစ်ပေါင်း60လက်နက်နဲ့ထုနေတာတရက်တည်းထုလိုက်တာဂါဇာကမ်းမြောင်ကြေမုတ်သွားတယ်ဘာဖြစ်သွားလဲဂါဇာအေးအဲ့လားပဲကျွန်တော်တို့ကအချိန်ကြာမြင့်စွာလှုပ်လာတာဒီတန်ဖိုးမဟုတ်ဘူးနော်လှုပ်နိုင်စွမ်းရတာလျင်တန်ဖိုးကျွန်တော်အခုလှုပ်နေတယ်ကျွန်တော်တကြဖိုးလှုပ်နေတယ်ကျွန်တော်ထက်ငယ်တဲ့ခလေးတယောက်ကဒီနေ့မှထပြီးတော့တရာဖိုးတနေ့တည်းထလှုပ်နိုင် သူ့ကိုကျွန်တော်နေရာဖယ်ပေးရမယ်အဲ့ဒါကျွန်တော်တို့နိုင်ငံအတွက်လူတိုင်းထားမယ်စိတ်ဓာတ်ဟာငါလောက်လာလောက်ကွာငါတော့တော်လိုင်းစားရဲဖောက်ဖို့လောက်လာမင်းတို့မှဒီရက်ကနေ့မှတက်လာတဲ့ဖောက်ဖို့တွေမင်းတို့ကဘာမဲ့စောက်ယူပါလို့သွားပြောလို့ရှိရင်ကျွန်တော်ပြောတာဟုတ်တယ်မလားအဲ့ဒီစိတ်ကိုလူတိုင်းမွေးရမယ်အောက်မှာလက်နက်ကိုင်းနေတဲ့လူတွေအားလုံးဒီလိုပဲအချိန်ကြာမြင့်စွာဒီကျွန်တော်တို့ရဲ့တန်ဖိုးမဟုတ်ဘူးလုံးနိုင်စွမ်းရံတာလျင်တန်ဖိုးပါ တော့နိုင်ငံရေးသမားနိုင်ငံရေးသမားငါတို့က88တရားလောက်လာတာငါတို့ကဘလော့တရားလောက်လာလာမပြောနဲ့ဘာလောက်နေတယ်ဘာလောက်နိုင်စွန်းပူပါပြီလေဘာလောက်ခဲ့လဲဘာလောက်နေလဲဘာတွေလောက်နိုင်လဲအဲ့ဒီတုံးခုကိုပဲပြောပါဘယ်အချိန်ကလောက်လာတယ်လာမပြောနဲ့ကျွန်တော်မသိချင်ဘူးကျွန်တော်တို့သိချင်တာလက်ရှိပြစ်ဆုံးပံမှာမင်းမင်းဟာဘလောက်ထိအစွမ်းအစနဲ့လှုပ်ပေးနိုင်လဲအဲ့ဒါပေါ်ပဲကျွန်တော်သိချင်တယ်ဒါလူငယ်တိုင်းလဲကျွန်တော်တို့စိတ်မျိုးပဲရှိလိမ့်မယ်ဘာဖြစ်လို့လဲကျွန်တော်တို့ အချက်ရောကျွန်တော်တို့မလို့လက်ရှိချိန်မှာရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုဘလူကဘလောက်လုံနိုင်လဲဆိုတာပဲကျွန်တော်စိတ်ဝင်စားတယ်။နော်ဒါကြောင့်မလို့ဒီလက်ရှိတော်လှန်ရေးမှာတွားနေတယ်။ဘုမင်းလင်းလင်းပြောရရင်တော့ UNG UNG ဟာပြုပြင်ပြောင်းလဲရေးကိုဗစက်ကပြောလာတာရှားတယ်။နော်ကျွန်တော်တို့လည်းပြောခဲ့ပါချွတ်တင်နေရလေဆိုကိုနဲ့တွေ့ရလေဆိုစစ်ကိုစစ်နဲ့တူအောင်တိုက်မဲ့ခေါင်းဆောင်တွေလိုအပ်တယ်။ဥပမာကာကွယ်ဝင်ကြီးဥယျာဉ်မုံမကောင်းဘူးမုံကောင်းတယ် ဥယျမုံအစာဗိုလ်ချုပ်ခွန်မော်တို့လိုမျိုးဗိုလ်ချုပ်ထွန်းမြတ်တယ်လို့မျိုးဆိုရင်ပိုမကောင်းဘူးလားအဲ့ဒါကိုကျွန်တော်တို့အမြဲပြောခဲ့ဒါပေမဲ့အချို့တွေနွားတွေကမသိဘူးအာမင်းတို့တွေကအယုံကြည်ပဲလောကျွန်တော် live ပေါ်မှာမေးမြန်းအဖြစ်မပြောဘူး live ပေါ်မှာကျွန်တော်ပြောလို့ဘာဘာအကျိုးရှိမလဲဒါပေမဲ့အခုချိန်ထိပြုပြင်ပြောင်းလဲမှုတွေမတွေ့ရဘူးဒီတိုင်းဆက်သွားရင်အယုံကြည်တန်ဖို့ဘလို့ဖြစ်မလဲကျွန်တော်တို့တွေဒါတွေမပြောနိုင်ပါဘူးအများကြီးပြောတယ်ဒါပေမဲ့ခုနကပြောသလိုတချို့တလေကြတော့ငါတို့က senior တွေငါတို့ကလာမပြောလဲဆိုတော့ မှန်နေရှိကြနော်လက်နက်ကန်ကြီးထဲမှာလည်းသူတို့ပဲတစ်ဖွဲ့နဲ့တစ်ဖွဲ့မတည့်ကြဘူးမဖူးပေါင်းကြဘူးမစင်ကြဘူးဆိုတော့ဒီအဲ့ဒီစိတ်ထက်တွေအများကြီးရှိလို့မဟုတ်ပါဘူးကျွန်တော်တို့ကဒီနိုင်ငံအရွေးတစ်ခုကိုလုံနေကြတာပါဒီအရွေးတစ်ခုကိုလုံဖို့အတွက်ပိုရွေ့အောင်တွန်းနိုင်တဲ့ဒူတွေကိုကျွန်တော်စုစည်းနိုင်ရမယ်နေရာပေးနိုင်ရမယ်ဦးစားပေးနိုင်ရမယ်ငယ်ရာတွေကြီးရာတွေစီနီယာတွေဂျူနီယာတွေကျွန်တော်တို့မတွက်နဲ့ကျွန်တော်တို့နိုင်ငံကိုရွေ့အောင်လုပ်နေကြတာအဲ့ဒါလို့ရွေ့ဖို့အတွက်ပိုလုံနိုင်တဲ့ဒူတွေကိုကျွန်တော်တို့တွေကဦးစားပေးရမယ် နော်အခု9မိနစ်ဆိုလို့ဟာမျိုးထုတ်ပေးလိုက်တော့ဒါတော့တော်တော်များနေဗျာတိရောက်ကုန်ပြီအဲအရင်ကျမကြီးကောင်းပါလေဘာပြောနိုင်လဲအဲတိုင်းပြီးတော့ဘာလုပ်ပေးနိုင်တော့ကြာတာကျွန်တော်တို့ကျိုးနေတာနဲ့ ဖမ်းမိထဲရတာပဲဒါပဲလေအခုကဘာထွက်ပြောနိုင်တော့မကြည့်เนาะအများကြီးဖြစ်သွားတယ်ဗျာเนาะကျွန်တော်တို့အချုံကြအများကြီးဖြစ်တယ်ကျမ်းမာရေးရဲ့တံပိုးကဘာနဲ့မှမမလဲနိုင်ပါဘူးเนาะကျမ်းမာရေးရဲ့တံပိုးစီစုံမှာเนาะတံပိုးစီစုံရအောင်ကျွန်တော်ထောင်ထဲမှာတစ်နှစ်ပေါ့เนาะတစ်နှစ်နဲ့၁၈ရက်ကြာတယ်အဲ့ဒီအတွင်းမှာကျွန်တော်ကျမ်းမာအောင်ကိုယ်ခန္ဓာကိုယ်ကိုတိဆောက်နိုင်ခဲ့တာပါเนาะဟုတ်ကဲ့အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်เนาะကျွန်တော်ကိုဘယ်တော့မှထုရိုက်ပြီးတော့ဘယ်လိုလုပ်လဲလဲမသိဘူးကြည့်ဟမ်ထောင်ထဲဝင်တာအကျိုးအမြတ်တွေရတယ်เนาะစဉ်းစားကြည့်ခင်ဗျားတို့ ဲ့လိုလူတယောက်ကနိုင်ငံရေးသမားနဲ့အဲ့ဒါကြည့်ဗျာရင်နာစင်ဟာကြီးကျွန်တော်တို့တိုင်းပြီးဟမ်အမှန်တရားဘယ်တော့ပြောက်ကွယ်စဉ်းစားကြည့်ထောင်ထဲဝင်တာမပြောနဲ့အချောက်ထဲကျတာတော့ကောင်းတာကောင်းလားဟုတ်တယ်နော်စဉ်းစားကြည့်အခုဘယ်လောက်လောက်ခံထိလိုက်တယ်ကြည့်လားနော်ရုပ်ကိုကြည့်တေဝဖြစ်နေပြီအဲ့ဒါဒေါင်ဒေါင်မီတဲ့ဆယ်နှစ်၃နှစ်သားအရွယ်ကျမ်းမာရေးဖြစ်သွားတယ်တဲ့သွားပြီကျွန်တော်တို့တိုင်းပြီးသွားပြီနော်အဲ့ဒါကြီးကိုငါနဲ့မဆိုင်ဘူးနေမယ်ဆိုလို့ရှိရင်တော့နေကြပါ ကျွန်တော်ကတော့မနေရဘူးကျွန်တော်လုပ်နေတော့ကျွန်တော်လုပ်ပေးတယ်တော့နိုင်ငံတော်အစိုးရရောเนาะအဲဒီနိုင်ငံတော်ကြီးကဲเนาะဘုဇုံမူကြီးမင်းအောင်လိုင်းရောအကုန်လုံးကျွန်တော်အဲကျေးဇူးတင်ပါတယ်ဗျာเนาะကျွန်တော်ကျေးဇူးတင်ပါတယ်။နောက်ကျွန်တော်ဟိုဒီအချင်းတော်ထဲမှာเนาะအဲကျွေးမွေးဆောက်ရှောက်ကူညီခဲ့ကြတဲ့เนาะအချင်းတော်ရာရှိရာသာဝန်များအားလုံးကိုလည်းเนาะကျွန်တော်ကျေးဇူးတင်ပါတယ်เนาะအဲနောက်ပြီးတော့ကျွန်တော်အချင်းတော်ထဲမှာအဲစားရတယ်ဆိုတာเนาะဒီနိုင်ငံသားတွေရဲ့เนาะပတ်စံပါเนาะနိုင်ငံသားတွေရဲ့အခွန်ငွေနဲ့เนาะ မဟုတ်လေမင်းအောင်နိုင်တို့ပတ်စံနေဗျာမရိုက်ခန့်ကြည့်မှငါထပ်ပြီးတော့မင်းအောင်နိုင်တို့ပတ်စံမဟုတ်ဘူးလားမတူစစ်တပ်စစ်တပ်ထဲမှာတတ်နေအောင်ပြောတာတော့တတ်မတော်ကဂျေစုရှိတယ်တဲ့တတ်မတော်ပတ်စံနဲ့ဒူကြောင်းတက်လာတာဖြစ်တဲ့အတွက်အဲ့တော့တတ်မတော်ကိုဒူတအားချစ်တယ်ပြီးခိုင်ပြောဒူတအားချစ်တယ်တဲ့ဆိုတော့အခုလဲကျွေးတာမင်းအောင်နိုင်တို့ပတ်စံမဟုတ်ဘူးလား တပ်ဒီလူတွေပတ်စံလာရက်ခံကြီးကိုမခေါ်ဘူးဒီခါထပ်ပြီးကျွန်တော်ကိုကြွေးခဲ့တာပေါ့နော်အဲ့တော့ကျွန်တော်အကျဉ်းတော်နဲ့မှာစားခဲ့တဲ့ထမင်းဟင်းနော်အဲကျွန်တော်ပဲဟင်းနဲ့စားရတယ်အသားကဆိုလဲတပတ်ကို၄ရက်စားရတယ်နော်အဲ့အဲ့ဒါ၄အားလုံးကနိုင်ငံသားတွေရဲ့ပတ်စံနဲ့အဲစားခဲ့ရတဲ့အတွက်ပေါ့နော်နိုင်ငံသားတွေအားလုံးကိုလည်းကျွန်တော်နော်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ထမင်းရှင်တွေပါအဲ့တော့ဒီနိုင်ငံသားတွေကလည်းဟုတ်လား ဒီတိုင်းပြည်ကြီးငြိမ်းချမ်းမှာပဲဒီနိုင်ငံသားတွေလည်းเนาะကျွန်တော်တို့ဟိုဟိုเนาะလူမှုစီးပွားဘဝတွေတိုးတက်လာမှာပေါ့เนาะအဲ့တော့ဒီနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေเนาะနိုင်ငံတော်ကြီးငြိမ်းချမ်းဖို့လည်းကျွန်တော်တတ်နိုင်တဲ့ဘက်ကเนาะတတော်တနေရာကအကြရနေရာကစ조사ပြီးသွားပါမယ်เนาะဟုတ်ကဲ့ဟုတ်ကဲ့เนาะအဲ့ဒါပြောရင်းနဲ့နှုတ်ဆက်ပါတယ်เนาะအားလုံးအားလုံးเนาะအားလုံးနိုင်ငံတော်ကြီးအများငြိမ်းချမ်းပါစေအားလုံးအဆင်ပြေကြပါစေအားလုံးချမ်းသာကြပါစေเนาะဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ငားမစ်ဆွေပါဗျာเนาะဒါကျွန်တော်ရဲ့ TikTok အကောင့်တက်ပါအရင်ဟောင်းအပြောင်းဝင်လို့မရဘူးဖြစ်နေเนาะ အတော့အလုံးเนาะဟုတ်ကဲ့ဟုတ်ကဲ့ကဲဟိုကဘာကြော်သွားတဲ့เนาะဟိုကပ်လိလို့ပဲဘာမှတော့ပြောစရာမလိုအဲ့ဒါပဲအဲ့ကျွန်တော်တို့တိုင်းပြည်ဖြစ်နေတာเนาะဘယ်တော့ထိဘဝတွေနှိမ့်ညံ့စုပ်ပြတ်နေပြီတခုမှမပြောရတော့အဲ့နိုင်ငံရေးဓမ္မဒါနိုင်ငံရေးဓမ္မတွေเนาะအဲ့တော့ဒီလူတွေကတိုင်းပြည်ကိုဘယ်လိုဥစားအောင်လဲဟမ်မြန်မာပြည်မှာလက်ရှိတချို့တရေဆိုအာဘယ်ဆိုင်မှာဘယ်လောက်ဘိုးဝယ်စားလိုက်တာငါတို့ကပတ်စံရှိတယ်တထေးပေါ်ငါတို့ဘယ်လိုနေရလဲ တကယ်ပဲခမည်းတော်ကတထေးလားဟုတ်လားခမည်းတော်စားနေတဲ့ဟာသူများနိုင်ငံမှာတထောင်စားတော်စားနိုင်တယ်ကိုယ့်ကိုယ်ကုန်းမစားနဲ့ကိုယ့်အဆင့်ကဘယ်ရောက်နေလဲမြင်အောင်ကြည့်ကြเนาะဒီအဲ့ခမည်းတော်စားနေတဲ့ဟာဈေးကြီးပေးပြီးတော့တထေးမှစားနိုင်တယ်ဆိုတော့မြန်မာပြည်ကအစားအစာကိုသူများနိုင်ငံမှာတထောင်စားတွေခွေးတွေအစားစားနိုင်တယ်ကျွေးနေတယ်အဲ့တိုင်းအဲ့ဒါဘာကျွန်တော်တို့တိုင်းပြည်နေကြမှုမြန်အောင်ကြည့်ကြဖို့ကျွန်တော်တို့ပြောတာအခုကျွန်တော်ဒီဘက်ရောက်တယ်အေးစိပဲ အမုန်းခံပြီးအခုကျွန်တော်ဆိုရင်ဂုဏ်ငါပြောသလိုနော်အခုပြည်တွင်းဟာလေနော်တိတော့အကောင့်မျိုးစုံနဲ့ကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်ဖဲအောက်မှာလိုက်ကြည့်လိုက်နော်အကောင့်အတုကတော့များတော့အများဆုံးနဲ့အလိုက်တိုက်ခိုက်နေဘဒူကတော့တိုက်ခိုက်ခြင်းမလဲတိုက်ခိုက်ခံလူတယောက်လက်ကတက်တဲ့သူများလာဆဲရမှာကိုယ်စီးပွားရေးလည်းမဟုတ်ကိုယ်အကျိုးမြတ်လည်းမဟုတ်ကိုယ်စီလှုပ်ချင်တာမြင်ကြည့်လေဘဒူကလှုပ်ချင်တယ်ဒါဘာကြောက်လဲအော်ငါနိုင်ငံတော့စုပ်ပြက်နေညနေတာငါတို့အရွယ်ရောက်ပြီးဒါကြီးကိုထိုင်ကြည့်ပြီးငါမဆိုင်ဘူးနေအောင်ငါအဲ့လောက်လူ လူပီတတဲ့စိတ်မမဲ့ကြည်ဘူးကွာနော်ငါထိခိုက်ရင်ထိခိုက်ပြီငါနစ်နိုင်နစ်နာပြီငါနိုင်တဲ့နေရာကတော့လုံမယ်နော်တွတ်သူဆဲကျင်ဆဲမဆဲကျင်နေငါလုံတဲ့ပုံမှာငါယုံကြည်ချက်အပြည့်ရှိတယ်ငါအမှန်တရားတွေငါလုံတာငါကိုဂျိုးစီးပွားငါမိသားစုဂျိုးစီးပွားတခုမှမပေါဘူးအဲ့ဒီစိတ်နဲ့ကျွန်တော်လုံတာဘယ်လိုမှလုံဖြစ်မလဲအေးစစ်နေလို့ရတယ်ဟမ်အေးစစ်စလေးတော်နိုင်မလို့ခင်ကျွန်တော်ဘောကကျွန်တော်ပြောစလို့အနည်းဆုံး3လောက်ရွှေနှစ်ချက်သားစုလို့ရတယ်ကျွန်တော်နော်အဲ့ဒါတုံးပြီးစားပြီးတောက်ပြီးစားပြီးနော် အေးစစ်စစ်ပဲဘယ်ကောင်မှလည်းကျွန်တော်စဲစရာအကြောင်းမရှိဘူးဘလူးမှလည်းဂရုစိုက်စရာအကြောင်းဘာအန်ဒရယ်မှလည်းမရှိဘူးနော်မနေချင်ဘူးလားနေချင်တာပေါ့ဒါပေမဲ့ဘာကြောင့်လုံနေတာလဲကျွန်တော်ပြောသလိုမြန်မာပြည်မှာဝတ်တာအမှုတပိတ်တာဘယ်လောက်လဲလူတိုင်းစားနိုင်လားစားနိုင်တာဝတ်တာရင်လူတိုင်းစားနိုင်လားထိုင်းရောလာကြည့်ဒါထိုင်းဆိုတာဒီမိုကရေစီအပြည့်အဝရှိတဲ့တိုင်းပြည်တစ်ခုမဟုတ်သေးဘူးလူ့ခွင့်အပြည့်အဝရှိတဲ့တိုင်းပြည်တစ်ခုမဟုတ်သေးဘူးဒါပေမဲ့အဲ့ထိုင်းနိုင်ငံမှာဝတ်တာရင်တို့ကြက်တာရင်တို့ခင်ဗျားတို့မြန်မာပြည်မှာဟင်းကောင်းပါတယ်လို့ပြောတဲ့ ဟင်းတွေကိုလူတိုင်းစားနိုင်တယ်အဲ့ဒါအခြေခံလူနေမှုအဆင့်တန်းဘလောက်ကွာဟနေလဲဆိုတော့ပြတာနော်အဲ့တော့ကိုယ့်ရဲ့အရက်ဒေတာမှာနေပြီးကိုယ့်ပတ်ဝန်းကျင်လောက်မြင်ပြီးတော့အာငါတို့ကတော့တတိပါငါတို့ကပြည်လေတယ်ငါကအေးသေးပါအဲကိုယ့်ရဲ့မှာရှိတဲ့ဆရာဝန်တွေအဲစကမ်းမှုတွေတယင်းမှုတွေစတဲ့ဖြင့်ဌာနဆိုင်ရာမှာအာမရှိတဲ့ကောင်တွေနဲ့အဲမိဖွဲ့မဲ့တွားမဲ့လာမဲ့တောက်မဲ့စားမဲ့ကိုယ့်ကိုအကောင်လို့ထင်ရင်ပြီးတော့ဘဝတွေမတရားပါနဲ့အဲ့ဒီဘဝကအစစ်မှန်မဟုတ်ပါဘူး ဒါကျွန်တော်ကြုံလို့ပြောပြတာအခုငါးမိတ်ဆွေကြည့်နော်ကြည့်ပေါ့ဒါကြောင့်မလို့အမုန်းခံပြီးထွက်လို့ကြပါကျွန်တော်တိုင်းပြည်အချိန်မရှိတော့ဒီတပွဲမှမှီအောင်ဒီတိုင်းပြည်ကိုကယ်နိုင်ကဲမကယ်နိုင်အချိန်မရှိတော့အခုမင်းအောင်နိုင်ပီလာရုတမနာခေါ်တယ်ပီလာရုတမနာဆိုတာနှစ်ပေါင်း30ကျော်အာနာရှင်အုပ်ချုပ်ထားတဲ့တိုင်းပြည်အဲ့ဒီဥရောပမှာအဲ့တယောက်ပဲရှိတော့တယ်သူ့ကဘလူးမှလူရမတွင်းဘူးနော်အီရောအမေရိကန်စတဲ့ဖြင့်ဘဒူးမှသူ့ကိုလူရမတွင်းဘူးနှစ်ပေါင်း30ကျော်အုပ်ချုပ်ထားတာရွေးကောက်ပွဲအောင်ရောင်ပြလုပ်တယ် တိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဒါပေမဲ့သူ့တိုင်းပြည်အောင် ADS ပြန်မှန်နှစ်သိန်းကျော်ပဲကျယ်ဝင်းနေအဲ့ဒီမှာ40ရာခိုင်နှုန်းကတက်တော်ဖုံးလွှမ်းနေတယ်60ရာခိုင်နှုန်းမှနေထိုင်နေအဲ့တော့နေထိုင်တဲ့လုပ်ငန်းစိုက်ပျိုးရေးလုပ်ငန်းကိုအခြေခံတယ်စိုက်ပျိုးရေးဆိုတာလည်းခုနကပြောသလိုကျွန်တော်အမြဲပြောသလိုတစ်ဆွေးတို့ဘာလို့မှလို့ရေငန်ကိုပင်လေရေကိုရေချိုတန့်စင်ပြီးစိုက်ပျိုးရေးလုပ်ပြီးတော့ကဘာကို export ပို့နေတဲ့စိုက်ပျိုးနီးပညာနဲ့ထွန်းကားနေတဲ့တိုင်းပြည်လည်းမဟုတ်ဘူးကိုစိုက်ကိုစားကိုအာလူးဆိုင်ပြီးအဲ့အာလူးစားတဲ့အဆင်မရှိတာ ။နော်အဲ့လိုခေါင်းဆောင်တယောက်ကိုတွားပေါင်းတာဘာလို့လဲ။တူရတူရစုတာ။အဲမြောက်ကိုရီးယားတို့ပူတင်တို့ဒီဗီရာတို့တို့ဒါတွေကတူရတူရတွားစုကြတာ။ဘာဖြစ်လဲ။တူတော်ချင်းချင်းတည်င်းလွတ်လွေတဲ့လူယုံမှရှင်တွားရောက်ပေါင်းတင်တာ။အဲ့ဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူး။နော်တိုင်းပြည်တို့ကောင်းတဲ့လက္ခဏာမဟုတ်ဘူးအဲ့ဒါလေ။ဒါကြီးကိုငါတို့အပကွာဗီလာတို့တမနာနိုင်ငံတော်တမနာတယောက်ကလာဘူမတိဘာမတိပြောတာပဲเนาะအကောင်းမြတ်တာဒီစာမတ်ပေးမတဲ့အဲ့ဘောမတွေဟမ် စလုံးကွန်မန်းတွေလိုက်ရေစလုံးပေါင်းတော့မမှန်ဘူးခမစလုံးပေါင်းတက်ပေါင်းတောင်းတလုံးမြောက်တော့တခါကျရင်သူတို့ကွန်မန်းမနေဖက်လက်ကလည်းဘာပြောပြောမှန်းကိုတော့ခြာလက်ပတ်လေဟမ်အာသမရတယောက်ကငါတို့ဘဘာကြီးမင်းအောင်နိုင်အောင်လာပြီးသူတို့မှပြောရတာပဲဘာသူတို့မှမတိတာဘူးနော်အဲ့တော့ဒါအတိုင်းမီတော့ကောင်းတဲ့လက္ခဏာလားစိုးမဲ့လက္ခဏာလားသူတို့မတွေးတတ်ဘူးအဲ့တော့ဒီကာလဒီတိုင်းမီအတွက်ကောင်းရင်ကောင်းနောင်လာဒီကာလကိုအကောင်းဆုံးကြော်ဖြတ်နိုင်ကြော်ဖြတ်မကြော်ဖြတ်နိုင် မြန်မာပြည်ပြက်ဖို့ပဲရှိတော့တယ်အခုတော့မှမီလာရောတမရဟကိုအမွှေးပြပြီးနေပြည်တော်မှာလမ်းတက်မှိုက်နေတာမပူနဲ့နောက်ဆိုရင်ရုရှားလမ်းလို့ပူတင်လမ်းလို့နော်တရုတ်လမ်းလို့ရှီကြီးမင်လမ်းလို့အဲလာမမပူနဲ့တိလာနောက်ဆိုရင်ပိုလန်မှာကြီးဖောက်လိုက်တယ်ဒီတော်လိုင်းမနိုင်မယုံမရှိဖြစ်တာမှာလေနံပါတ်1မြစ်စုံစီမံကိန်းအဲ့ဒီမြစ်ဆုံဆယ်လောက်ရတာနဲ့ AOD ညှိုးတောက်ချောက်ရွာပေါင်းရာနဲ့ချီတဲ့ရွာတွေအကုန်လုံးငတ်မို့ခေါင်းပါတဲ့ဘေးစိတ်တွေ တဘာဝဘေးရနေခံထားနိုင်အောင်နော်စိုက်ပျိုးမဖြစ်ထွန်းတာလို့ရင်ခမ်းချောက်တာလို့အကောင်လုံးငတ်မို့ခေါင်းမနဲ့ဘေးဆိုင်မယ်အကယ်၍ငလင်ကြောပေါ်မှာကျနေတာဖြစ်တဲ့အတွက်ကြိုးကြရင်ရွာပေါင်းရာရှိမိနစ်ပိုင်းစက္ကန့်ပိုင်းအတွင်းပြောက်သွားမယ်အခုဟဲ့ရမယ်ရေကြီးဝဲအတွေ့နော်အဲ့လောက်ကတမားတယ်မြစ်ကြီးနားမြို့ထိတက်မြုံမှာမြစ်ကြီးနားမြို့ထိပြောက်သွားမှာအဲ့ဒီမြစ်ဆောင်စီမံကိန်းကြီးဖြစ်လာလိမ့်မယ်နော်ပြီးလို့ရှိရင်တရုတ်ပိုလန်ဆိုတာနော် ဒီကုန်းတွင်းပိတ်နေတဲ့ယူနန်ပြည်နယ်ကိုတရုတ်ကထွက်ပေါက်လာအဲ့ဒီဟာတရုတ်ကထွက်ပေါက်လို့ဖို့မြန်မာကိုဖျက်ပြီးတော့အဲ့ဒီထွက်ပေါက်တရုတ်ပိုလန်ဆိုတာပေါက်လာရင်တရုတ်တွေသိန်းနဲ့ချီဆင်းလာလိုက်မြန်မာပြည်ကိုအဲ့ဒီချိန်ကျရင်ဘာဖြစ်မလဲလုပ်ငန်းရှင်ကတရုတ်ဖြစ်ပြီးတော့ဂျွန်တွေကမြန်မာဖြစ်လိမ့်မယ်နော်ဒါကျွန်တော်အတီးပြောနေတာအခုချိန်တော့ကချင်ပြည်နယ်မှာတွားကြည့်နော်တန့်ဖို့အစိုးရ9နှစ်အတွင်းမှာကချင်ပြည်နယ်မှာတရုတ်တွေဆင်းလာတယ်ကိုနိုင်ငံမှာ အစိုးရဘာမှမထောက်မနိုင်တော့တောင်သူတွေတောင်ယာတွေဘာမှလုပ်နိုင်မလားအဲ့ဒီတောင်ယာတွေကိုဈေးကောင်းပေးပြီးငှားပလိုက်တောင်ယာပိုင်ရှင်တွေကတောင်သူတွေကအချင်းတောင်သူတွေကဘာလုပ်လဲပတ်စံရတော့ငှားတာပေါ့အဲ့ဒီမှာပရှူးငပြောဆိုပြီးတကက်ခင်မိတဲ့စက်ရန်နေရာတွေနဲ့တူဖော်တောင်ယာတွေကိုပြီးလို့ချင်းမြူအောစာတွေပိုတက်စေးတွေအကုန်ထက်ပလတ်စတစ်တွေမြည်ကြီးတဲ့ဖုံးပရှူးငပြောတို့ဖရဲတို့အဲ့ဒါတွေကိုတရုတ်တွေကလာဆိုင်တယ်အဲ့ဒီတောင်ယာပိုင်ရှင်ကအဲ့ဒီတရုတ်ချင်းမှာကျွံပြန်လောက်ကစဉ်းစားကြည့်နော် ဲ့ဒီတရုတ်က၃နှစ်စုံ၃နှစ်စိုက်ပြီးပြန်မောသူပြန်သွားရင်ဗာကြံခဲ့တဲ့အဲ့ဒီတောင်ရံမြေကြီးထဲမှာ plus တွေအစွေးတွေနဲ့မြေကိုပြက်စီးပြီးကြံပြီးခဲ့တယ်အဲ့မြေမှာဘာမှပြန်စိုက်လို့မရတော့အပင်ခက်စိုက်တယ်ဆိုတော့ကျွန်တော်ဓာတ်မြင့်ဩဇာကိုအလွန်အကျွံတုံးဆွဲလိုက်ရင်အဲ့ဒီမြေပြက်တော့နောက်ဘာပင်စိုက်စိုက်မရှင်တန်တော့သူတို့ကတခါစားသူတို့လုပ်သွားတာအဲ့တော့ဘာဖြစ်ကုန်လဲမြန်မာပြည်ဗာကြံပြီးခဲ့တယ်အဲ့ဒါပဲရင်နာစရာကြီးပြောရင်အများကြီးကျွန်တော်တို့တော်လန်ရေးလုပ်နေကြတယ်ဆိုတာ ကိုထီးကိုနန်းကိုညံငန်းဆိုတဲ့ဒီမျိုးချစ်တွေပြောနေတဲ့စကားပဲကိုတိုင်းပြီးအချုပ်အချာအာဏာကိုကကိုတည်တတ်နိုင်ရမယ်ဘာတရုတ်ကဖီအာရရှာမလို့ဘူးအမေရိကန်နဲ့ဖီအာမလို့ဘူးเนาะကျွန်တော်တို့တိုင်းပြီးဟာကျွန်တော်တို့တည်တတ်နိုင်ရမယ်အဲ့ဒါပြဖို့အတွက်လုပ်နေကြတာ NUG ဆိုတာတတလုံးအုပ်ထုတ်မှအစိုးရမဟုတ်ဘူးကောင်းပြီ NUG မကြိုက်ဘူးဆိုရင်လားမလားအခုเนาะချင်းမှလည်းချင်းစိုးရရှိတယ်ကြရမှလည်းဝင်နေရှိတယ် ဟုတ်တယ်မလားလာဘယ်အစိုးရဥဆောင်လဲအန်ယူဂျီမှာဥဆောင်မဲ့အစိုးရရှိတာအန်ယူဂျီထဲနံပါတ်1ပြည်သူ့ထောက်ခံမှုပို့ရှိရတယ်ဟုတ်တယ်နော်နံပါတ်2နိုင်ငံကထောက်ခံမှုရှိရတယ်အဲ့လိုဆိုအုပ်ရခိုင်မှာလည်းအစိုးရရှိတာပဲကရင်မှာလည်းအစိုးရရှိတာပဲဟုတ်တယ်နော်ကရင်ယူနယ်အစိုးရပဲအဲ့ဒီအစိုးရတွေဥဆောင်မှာဒါပေမဲ့တနိုင်ငံလုံးဥဆောင်နိုင်ရမယ်ဒါတွေကိုတိဖို့လို့လေအခု KNU မှာကြားဖြတ်နေဖမ်းထားတယ်ဘလူလာလက်ခံအဲ့ဒါသဘောပေါက်လားအစိုးရတရဘလောက်လိုအပ်တယ်ဆိုတာအဲ့ဒါသဘောပေါက်လား KNU တလောက်အင်္ဂလိပ်လိုထုတ်ပြန်ပြီး on နေတာကိုထိုင်းကအယောက်20လောက်ပဲလာခေါ်သွားတယ် ဘယ်နိုင်ငံမှမခေါ်ဘူးဘယ်သူမှစောက်ပတ်မလုပ်ဘူးတွေ့လားအဲ့ဒါဘာကြောင့်နိုင်ငံတကာဆိုတာအမှန်တရားကိုတိတ်လိုက်တာမဟုတ်ဘူးကိုယ့်ကိုခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ဖို့လို့အဲ့လိုဖြစ်ဖို့အတွက်ကျွန်တော်တို့နံပါတ်1အစိုးရရှိဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါကိုပြောတာ NUG မှမဟုတ်ဘူးတိုက်တဲ့လူလားဝင်းရံမေးမယ်ဒါပေမဲ့တနိုင်ငံလုံးကိုကာဘာလုံနိုင်တဲ့အစိုးရဖြစ်ဖို့လို့နော်အခုခုနေ့ကပြောသလိုကရင်အစိုးရလာလာကရင်တခုတည်းအတွက်မဟုတ်တော့ဘူး NUG မှာအစားထိုးမှာလာထိုးဝင်းရံမေးမယ်ကျွန်တော်တို့တွေ တဲ့ UNG မှာ UNG ဆိုပြီး on နေကြတာမဟုတ်ဘူးနားလည်လားမသိဘူးအဲ့ဒါအဲ့တော့မထိုးနိုင်ဘူးဆိုရင် UNG ပဲကြည့်ရအောင် UNG ကိုမွန်မှန် modify လုပ်ကြမယ်ကျွန်တော်တို့ဟုတ်တယ်မလား UNG ကကာဝေးဝင်ကြီးသာမကြိုက်ဘူးကြာဥယျံမဖယ်ပေးနော်ဥယျံမစားဘုရုပ်ကံမလို့ဘုရုပ်ထုံးမြနိုင်လို့ငယ်တဲ့လူငယ်ထည့်ပေးပါဒါဥပမာကျွန်တော်ဒါမျိုးပြောနိုင်ရမယ်ဟုတ်တယ်မလားဒါဆိုရင် UNG ကအားကောင်းလာမယ်အဲ့တော့မဟုတ်ပဲနဲ့ UNG တည်းကကောင်းနေရတာပေကတ်နေမယ်ဘေးကလူရတဲ့ငါတို့နဲ့မဆိုင်သလိုနေမယ်လားမင်းတို့ကမင်းတို့တက်တက်ယုံကြည်မရှိဘူးနေဘာဖြစ်လာမလဲ ဘာမှမဖြစ်လာတော့ဘူးပြီးွားလိမ့်မယ်ဟဲ့ဆိုဒါကြီးကိုအပြုတော်ဆောင်ပြီးတိကျဖို့ကျွန်တော်တို့ပြောနေတာပါဒါတော့ဆိုရင်ကျွန်တော်အခုပြောရတဲ့ဇာတ်ကြီးအားလုံးကတိုင်းပြည်အတွက်စိတ်တစ်ခုနဲ့ပြောတာပါဆရာဖြစ်လှုပ်ချင်တဲ့စိတ်နဲ့ကျွန်တော်ပြောတာတစ်ခုမှမဟုတ်ဘူးကျွန်တော်ပြောတဲ့ဇာတ်မှားတာပါရင်တောင်းပန်တယ်နော်ဘာဖြစ်လို့ဆိုတော့ကြပြောရင်မကြိုက်ဘူးအဲ့ဒီကပြောရင်မကြိုက်တဲ့လူမျိုးတွေကိုတောင်းပန်ပါလေနော်ကျွန်တော်ပြောတဲ့စကားတော့မှားတာတော့မပါပါဘူးနော်တီးကြပါလေဟုတ်တယ်မလားဒါကြောင့်မို့လို့ကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်တို့တွေအများကြီးကြိုးစားရမယ်အတ္တတွေမာနတွေရှင်းကြပါ ကျွန်တော်တို့အရွယ်ရောက်တဲ့အချိန်မှာမလုံဆောင်နိုင်တော့ရင်နောက်တစ်ချိန်အဖိုးကြီးဖြစ်လို့ရှင်ကိုခေါအောင်လေတနေ့ကိုငါးချက်ခေါငါစောက်သုံးမချခဲ့လို့ဒီတိုင်းပြီဒီဘဝကနေမကြွတာဆိုတဲ့ဟာမျိုး